င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နဲ့နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ခေဥမဖွဲ့စည်းပုံပြတ်တဲ့အထိတိုက်ခိုက်ရတဲ့စစ်တပ်ကံတွေကိုပြတ်ဆော့တာစကိုင်းတိုင်းခေဥမြို့နယ်မှာဖွဲ့စည်းပုံပြတ်တဲ့အထိတိုက်ခိုက်ရတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကံတွေမြို့နယ်ကိုပြတ်ဆော့သွားတယ်လို့ဒေသခံစီးသတင်းမြင့်နဲ့ပတ်ကပတာဝန်ရှိသူချုပ်ကပြောတယ်နိုဝင်ဘာလ29ရက်နေ့ညနေပိုင်းကစစ်ကောင်စီတပ်နဲ့ပြူစောတင်အင်အား130ခန့်ပါတဲ့စစ်ကြောင်းကခေဥမြို့နယ်မုံလကျေးရွာမှာပိတ်မိနေတဲ့စစ်ကောင်စီတပ်ကိုခေါ်ထုတ်သွားလို့သိရတယ်ကံတွေကဘူရာကိုပြတ်ဆော့သွားတယ် လာတဲ့စစ်ကြောင်းနံမုံလောက်ခေါ်တဲ့နှစ်ခုပေါင်းအင်အား300လောက်ရှိလို့ကပ်လူစိသတင်းမြစ်ကပြောပါရယ်အဲဒီစစ်ကောင်စီတပ်သားတွေကကာဘိုရာစတဲ့ကြောင်းနဲ့ရွာအတွင်းမှာနေရယူထားကြကမုံရတိုက်ပွဲမှာတိုက်ခိုက်တန်ရတဲ့စစ်ကောင်စီတပ်သားတွေကိုကာတုံးစီနဲ့ကမ်ဘလူမျိုးပေါ်ခေါ်ဆောင်သွားတယ်လို့သိရတယ်။အချက်လက်သိစိတ်ကိုတော့မကြမီသိပေးမယ်လို့ပြောထားပါဗျ။နှွေမှာဒုတိယဘက်ကစပြီးတော့ကမ်ဘလူမျိုးနဲ့ဘက်ကနေစစ်ကောင်စီတပ်ကအင်အားတော်ရဝင်းကျင်တဲ့ခေုံမျိုးအနောက်မြောက်ခြမ်းရွာတွေကိုစစ်ကြောတို့ဝရခဲ့ရဖြစ်တယ်။ အဲဒီစစ်ကြောင်းကမုံလာကြရမှာလေးရက်ကြာရည်တိုင်းချတာပြီးပြင်းနောက်ပြွာကိုထွက်လာတဲ့နိုဝင်ဘာ23ရက်မှာတွလိုက်အရွှေကကြာပြတ်တိုက်ခိုက်ခဲ့တယ်။တိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းမှာကမ်ဘလူးကမိပြွာ332အခါမှာတက်တော်လုံးကမ်ဘလူးပြူစော့ဒီစစ်စုပါခမ်းမန့်ရ180ဝင်းကျင်ပါတယ်။စစ်ကြောင်းတကြလုံးတက်ဖြတ်ကရုပ်လောင်းနေခြံထားခဲ့ပြီးကစင်ကလေးအဆုတ်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကမုံလာရတဲ့ကိုထွက်ပြေးသွားခဲ့ရပါတယ်။ တိတွဲ့တိုက်ပွဲမှာငကြင်မီတလက် MA1 ဆက်လက် MA2 တလက် MA160 တရမကွန်မန်ဒိုစိန်ပြောက်တလက် MA3 တုံးလက် MA4 တလက် G3 လေးလက် MA Sniper တလက် M15 လက်နဲ့ဆက်ဆက်ကြီးခဲအများအပြားတင်စီရမိခဲ့တယ်တိုက်ပွဲဖြစ်တဲ့နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းမှတိုက်ဆောင်တဲ့သူ90နဲ့80ကြားရှိနိုင်တယ်လို့လည်းခေုံမြို့နယ်ဘက်ကဖော်တာဝန်ရှိသူကကန့်မှန်းနေတယ်။ ဆဲကစိတ်တက်ဆက်ကြကြခေဦးမြွနယ်က120ကျော်ပါရှယ်ပြည်သူတတော်ကျော်စေပေးဆောင်ရပြီးရာသီဥတုအေးတက်စာဝင်နေတဲ့တခြားခက်ခဲရှိနေလို့ခေဦးမြွနယ်စေပေးဆောင်ရေးကူညီနေသူတွေအသိပေးပါတယ်ဆဲကစိတ်တက်ဆက်ကြပြတ်ဆုတ်သွားပြီးမြေရတွေကိုအလင်းစလုံးဝင်ရောက်ဖို့နဲ့ကကွေးတက်ဖွဲ့လက်ညှိုးတွေတိုက်ဝင်ရောက်ဖို့တိုက်တွန်းထားပါတယ် ဆက်လက်ပြီးတိတိမြုံမဲစတက်ဂိတ်ကိုချင်းချင်းတော့ပြန်သိမ်းပိုင်းစစ်တုံးမနယ်လက်နဲ့ချိုရအုပ် PDF ဆိုလန်းကထုတ်ပြန်ချင်းပြင်းနယ်မြောက်ပိုင်းတိတိမြုံဝင်းစစ်ကောက်စီတက်ဂိတ်ကိုချင်းချင်းတော့တဖွဲ့ကပြန်လည်တည်ယူနိုင်ခဲ့ကြောင်းချင်းချင်းတော့ဖွဲ့ဝင် PDF ဆိုလန်းကနိုဝင်ဘာလ28ရက်နေ့မှာကြေညာချက်ထုတ်ပြန်တယ်နိုဝင်ဘာ29ရက်နေ့ကစပြီးတိတိမြုံဝင်းကျိုးစပိုက်စိုင်းဖုန်ဤတက်ဆွဲထားတဲ့ စစ်တပ်ရဲ့ခလာ969တပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားခဲ့လို့သိပေတယ်။မိမိတို့ချင်းချင်းတော်တပ်ဖွဲ့ကစက္ကမတပ်ဖွဲ့တွေကိုတဆွဲထားနေရမှာတိုက်ထုတ်နိုင်ခဲ့ပြီးလက်နက်ခဲကြိုသိမ်းစရာရှိကစစ်တုံးမဲကြိုဖန်စီခဲ့လို့ PDF ဆိုလည်းထုတ်ပြချက်မှရေးသားထားပါတယ်။တင်ရလက်နက်ခဲအနေနဲ့စစ်တုံးမဲနဲ့ရဲ့တပ်ပုံကိုလည်းဖော်ပြတယ်။ချင်းချင်းနာတဖော်နေထိခိုက်မရှိပဲပြန်လဲဆုတ်ခွာနိုင်ခဲ့တဲ့စေကောင်းစေတဟာတိတိမျိုးလူဝင်ထွက်ကိုထိန်းချုပ်ဖို့ကြိုးပမ်းနေအောင်ဖြစ်ပြီးအဝင်ကိတ်ကိုချင်းချင်းနာတဖွဲ့ကပြန်သိမ်းယူနိုင်ခဲ့ရဖြစ်တယ်လို့သိပေးပါရစေ။ မနေ့ကချင်းညင်နောက်ဘွဲဖြစ်တဲ့ PDF ဇွန်လန်းကရှင်းလင်းသိမ့်ပိုက်တာဟုတ်တယ်ဒါတိတိကျွန်းစုပိုင်းတက်ဆွဲတာရာအလက်ရှိမှာဖလန်ဘက်မှာဦးတည်နေစစ်ကြောင်းတစ်ကြောင်းရှယ်လို့ PDF ဇွန်လန်းတောင်းရှိသူကပြောတယ်စစ်တပ်ဟာအော်တိုဘလာနောက်ဆုံးဘက်မှာတိတိမျိုးကိုစင်ရိုင်နဲ့26ကြိမ်တမနဲ့စင်ရရချာပြီးနှမျိုးစမို့ထိန်ချုံတိုင်းချုပ်ပန်းခဲ့တယ်စင်ရရချီသုံးပြီးတော့ချင်းညင်နောက်တစ်ဖက်ဝင် PDF ဇွန်လန်းတက်ဆွဲတာနေရာချုပ်ကိုစစ်ကောင်စီတပ်ကဝန်ရောက်နိုင်ခဲ့ပေမဲ့နိုဝင်ဘာ၁၈ရက်မှာစစ်ကောင်စီဝန်ရောက်နေရာယူထားကတီတာကိုချင်းညင်နောက်ဘက်ကနေပြန်လည်သိမ့်ပိုက်နိုင်ခဲ့တယ်လို့အခုထပ်မံမျိုးဝင်ကိတ်ကိုသိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ် စစ်တပ်အတိတ်တိမ်ဖလန်းဒေတာပြလဲတဲ့ချုပ်နိုင်လေးချောင်းနဲ့ဆင်အောင်ဖြည့်ပြီးထိုးစစ်စင်လို့စကိုင်းတိုင်းကလေးမျိုးနဲ့မကွေးတိုင်းကန်ကွန်မြူနတီဘက်ကလည်းမြေပြင်စစ်ကြောင်းထိုးနေလို့ချင်းကြီးနောင်ချင်းပြေကောင်းစီဒေတာခတ်တော်လေးပူပေါ်တက်တွေနဲ့စစ်ကောင်းစီကြတိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်တိတိန်ဖလန်းခလေးကံကောမြို့နယ်တိုက်ပွဲမှာတွန်လေးပူပတ်တက်တွေရဲ့တိုက်ခိုက်မှုကြောင့်ခုနဝင်ပါတိုက်ပွဲတွေမှာစစ်ကောင်စီတပ်150လောက်ထိခိုက်ဒေဆုံးခဲ့ပြီးလက်နက်ခဲနေရရှိတာကြောင့်တွန်လေးအင်အားစုတစ်ခုဖြစ်တဲ့ချင်းပြည်ကောင်စီကဂွိုင်းဌာနကတိပေးထုတ်ပြန်နေ ချင်းကြီးနောင်နဲ့မဟာမိတ်တွေကချင်းပြည်နယ်မြောက်ပိုင်းကဖလန်မြို့ချင်းတောင်ပိုင်းကမင်းတမဲတို့ပြီးကံပက်လက်ကျင်းတွင်းမြို့တွေကတိမ့်ပိုက်ထားပြီးတိတိမ်မြို့ကိုလည်းတိမ့်ပိုက်နိုင်မှုပြင်ဆင်နေရပဲဖြစ်ပါတယ်။ဇလဘေပေါင်းနဲ့မြိုင်မြို့နယ်အစံမတိုက်ပွဲဖြစ်ပြီးနှစ်ဖက်တိုက်ခိုက်မှုရှိမကွေးတိုင်းပေါင်းနဲ့မြိုင်မြို့နယ်အစံမစစ်ကြောင်းထုံးနယ်စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပြီးနှစ်ဖက်တိုက်ခိုက်သိမ်းဆုပ်မှုရှိလို့အညာမြေတပ်ပေါင်းစုကတုံ့ပြန်နေ။အထိပုံနာစစ်ကောင်စီတက်စစ်ကြောင်းကမြိုင်မြို့နယ်နောက်တောင်ပိုင်းကတရက်ကန်ဂျူဇော်တီကျောက်ကိုနိုဝင်ဘာ29ရက်နေ့မှာပြန်ဆုတ်သွားတယ်လို့သိရတယ်။ ။အခုနော်ရီမှာစနေနေ့ကစာလုံမြိုင်မြို့နယ်အမှတ်နဲ့အကြီးစားဆက်မှုလုပ်ငန်းဒေတာကော့ဆက်မှုနဲ့ကနေစစ်ကောင်စီတပ်ကအင်အား150ဝန်းကျင်ထွက်လာပြီးဝက်ပုတ်ကြရရှိပမာထိတွေ့မှုဖြစ်ခဲ့ပါတယ်။အဲဒီထိတွေ့တိုက်ပွဲမှာစစ်ကောင်စီတပ်သားနှောင်းနေရာမှာတိုက်ဆုံမိလေကစစ်မှုနဲ့မှဓမ္မတိုက်ဆုံတယ်လို့နော်ရီမှာ20နှစ်နေမှာအညာမြေတပ်ပေါင်းစုစည်းအလင်းဝင်လာတဲ့တပ်သားပြည်စော်ရင်ကပြောတယ်။ဒါအပြင်စစ်ကောင်စီတပ်နဲ့ပြည်စော်တိစေဥခါပြင်းထန်တဲ့ထိခိုက်မှုတွေကြောင့်ဝက်ပုတ်အရှိကနေဆက်မှုနှစ်ဘက်ကိုပြန်ဆုတ်ခဲ့ရလို့ပြောပါရတယ်။ စစ်ကြောပြန်ဆုပ်ချိန်မှာဝက်ပုတ်ကြီးကနေနှလုံးကိုမိရှို့ပြီးရွာတန်းရှင်ယာကဖက်လိုက်ပြည်သူတွေကိုစစ်တပ်ကတပ်ဖြတ်ခဲ့ပါတယ်။အဲဒီတိုက်ပွဲကိုညမြေတပ်ပေါင်းစုစင်ကြံဝက်ပုတ်ဝင်ပလီပြောက်ကြားတပ်ဖွဲ့ PSC DYK မြိုင်ဘကဖားပုခုတ်ကခိုင်တိုင်ရင်တွင် MGY အကွက်တိုင်းနဲ့စုဖွဲ့မှု ABSDF ကိုရေခဲဥပလအောင်ဆောင်တဲ့လူငယ်ပြောက်ကြားတပ်ဖွဲ့ BI PDF နဲ့ဒေသတွင်းတပ်ဖွဲ့စုပေါင်းခဲ့လို့သိရတယ်။ အဲဒီစစ်ကြောင်းကကျန်းရင်ရကနေမြိုင်ဆက်မှုနှစ်ဘက်ကိုဦးတည်ထွက်ခလာစဉ်ဝက်ပုတ်ရနစိတ်တရားကြောင့်မိုင်းထိခဲ့တယ်။ပောက်ကွက်မှုပြီးရွေးပေါ်ရီတော့ရှင်းလင်းခဲ့ရစစ်ကောင်စီတပ်သားတွေအကြောင်းတစ်ဖက်ပြက်ကြကြရင်တောင်တွေ့ရပါတယ်။ဒါအပြင်စစ်ကြောင်းရဲ့နောက်ချက်စစ်ကောင်စီတပ်သားတွေနဲ့ထိတွေ့မှုဆက်ဖြစ်ခဲ့ပြီးစစ်ကောင်စီကတရက်ကဖြူစော်တရားကိုဝင်သွားတယ်လို့သိရတယ်။စစ်ကြောင်းထုတ်လိုက်ရွေးချက်ကပထမပတ်စဉ်မှာမြန်မြွနယ်ပေါင်မြွနယ်တွေကရွေးကောက်ပွဲတရားမှုမရှိဘူးဒုတိယပတ်စဉ်တွေမှာတရားမှုရှိမယ်ဆိုပြီးစစ်ကောင်စီဘက်ကကြိုးစားအထောက်အမွေတွေ့ရပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းကတရက်ကန်ကြရကတဆင့်တင်းမကြရကိုဦးတည်နေပြီး ။အဲဒီကတဆင်ပကောက်ကိုမြို့နယ်ဘက်ကိုပြန်ဆောင်မယ်လို့ခန့်မှန်းနေ။ပေါင်းနဲ့မြန်မြို့နယ်ကနေ15လုံးထက်မနယ်ကိုစစ်ကောက်စီတက်မိရှုခဲ့ပြီးပြည်သူပိုင်းရွှေငွေနဲ့ဖိုတန်ပစ္စည်းအဖြစ်အိမ်မွေးတလိစံတွေကိုတပ်ဖြတ်စားတောက်ယူဆောင်သွားလို့လည်းထုတ်ပြန်ကြမှာပေါ်ပြပါတယ်။စစ်ကောက်စီတက်စစ်ကြောင်းထွေကြိုင်နီကိုနိုဝင်ဘာ22ရက်နေ့ကမကွေးတိုင်းပုခောက်ကိုခြေဆိုင်တပတ်တရားတွေကနေပေါင်းနယ်ကိုဘောလာကျဲ72လေးနှစ်စီးတဲ့ဒစီကိုပူပေါင်းတက်တွေပြချနိုင်ခဲ့ရရှိပါတယ်။ ဆက်လက်ပြီးတရုတ်ကိုရမ်းမစားဖို့ဂျပန်ဝန်ကြီးချုပ်ကိုထရအကြံပေးခဲ့ကြောင်းသတင်းကိုဂျပန်ညင်စိုးထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးတရုတ်ကိုရမ်းတော့မစားဖို့ဂျပန်ဝန်ကြီးချုပ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအကြံပေးခဲ့ဆိုတဲ့သတင်းတွေကိုဂျပန်ဆွေရကညင်စိုးခဲ့ပါတယ်။အစောပိုင်းကအမေရိကန်နဲ့ဂျပန်ဆွေရအရာရှိချုပ်ကထရန့်ဟာဂျပန်ဝန်ကြီးချုပ်စနက်အဲတက်ကအီချီနဲ့ဖုန်းပြချိန်မှာတရုတ်ကိုရမ်းတော့စားမရမျိုးမလို့ဖို့အကြံပေးခဲ့လို့မီဒီယာအစီအမချက်ပေးခဲ့တယ်။တရုတ်ကသာထိုင်ဝမ်ကိုစစ်တိုင်ဂျပန်ကလည်းထိုင်ဝမ်ကိုစစ်တပ်တင် စိန်လုံးမယ်ဆိုရဲတက္ကအီချီရဲ့မှတ်ချက်စကားတခုကိုအကြောင်းပြပြီးတရုတ်နဲ့ဂျပန်ကြားဆက်ဆံရေးတင်ပါနေတယ်။အခုသတင်းပတ်စောပိုင်းတို့ကတရုတ်သမ္မတရှီကျင်းဖျားဒရန်နဲ့ဖုန်းဆက်ဆွေးနွေးကြမှာထိုင်ဝမ်ရင်းနဲ့ပတ်သက်လို့အတော်လေးဖိဖိစီစီကြီးကပ်ပြောဆိုခဲ့တယ်။တရုတ်ကပိုင်နဲ့နေမြေတခုပြတ်သတ်မှတ်ထားတဲ့ထိုင်ဝမ်ကျွန်းကိုတရုတ်လက်အောက်ပြန်လည်တင်သွင်းယူဖို့ဆိုတာဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းကမ္ဘာရခင်ချင်းတွေကိုတိဆောက်ရမှာအရင်ရေးကြည့်ရလွယ်ချက်ဖြစ်တယ်လို့ရှီကပြောပါတယ်။ ရှင်နဲ့ဖုန်းပြောပြီးချိန်မှာ Trump ကတက္ကသိုလ်ကြီးကိုလည်းဖုန်းဆက်ခဲ့ပြီးထိုင်ဝမ်ကိစ္စကြောင့်တရုတ်ကိုရန်စားမျိုးမလို့ဟိုတိုက်တွန်းခဲ့ရဆိုတဲ့သတင်းထွက်ပေါ်လာတယ်။ဒါပေမဲ့တက္ကသိုလ်ကြီးကရင်ကပြောဆိုထားခဲ့အငင်းပွားဆရာမချက်ကတော့ပြန်ယူသိမ်းဖို့ Trump ကအပြစ်မပေးခဲ့ကြောင်းပြောတယ်။နိုဝင်ဘာ29ရက်နေ့ညနေပိုင်းသတင်းစာရှင်းလင်းပွဲမှာတော့ဂျပန်ဆက်ပြောရေးဆိုခွင့်ရှိသူအရာရှိမီနိုရူကီဟာရာကတက္ကသိုလ်ကြီးကို Trump ကတရုတ်ထိုင်ဝမ်ကိစ္စနဲ့ဆက်ဆက်ပြီးအကြံပေးစကားတစ်ခုကိုပြောခဲ့ရမှရှိလို့ညင်းဆိုသွားတယ်။ Wall Street Journal ကစတင်ဖော်ပြခဲ့သလိုမျိုးတရုတ်ကိုရမ်းမစဖို့တကအီချီကိုထရန်ကအကြံပေးခဲ့ဆွဲကိစ္စမျိုးမရှိဘူးလို့ကီဟာရာကပြောပါတယ်။ဒါပေမဲ့နောက်ထပ်အသေးစိတ်ကိစ္စတွေကိုတော့ထုတ်ပြောဖို့ကီဟာရာကညင်းဆိုသွားတယ်။ Infuro နဲ့နီဇက်တွေကထရန်နဲ့ဖုန်းပြောတော့ကရှိအောင်တကအီချီအမှတ်ချက်ပေါ်တရုတ်ကမကျေနပ်တဲ့အကြောင်းတွေကိုဒေါ်လေးထထဝင်ပြဲဆိုကန့်ကွက်ခဲ့လို့ဆိုတယ်။ဂျပန်အမေရိကန်ရေးပါတဲ့အာရှရှေ့ပိုင်းဒေသမဟာမိတ်နိုင်ငံဖြစ်တဲ့ဝင်ကြီးချုပ်တကအီချီကတော့သူနဲ့ထရန်တို့ ဖုန်းပြရမှာထရန့်နဲ့ရှိပြောဆိုခဲ့ကြတဲ့အကြောင်းအရင်းနဲ့ဂျပန်အမေရိကန်ဆက်ဆံရေးကိစ္စအကြောင်းဆွေးနွေးခဲ့လို့ပဲရေဘူးရဆက်ဆံမှတ်ချက်ပေးထားပါတယ်။သူတို့နယ်ဦးကြမှာအရန်ရင်းနေတဲ့မိတ်ဆွေဆက်ဆံရေးမျိုးကရှိနေလို့ခံစားမိကြောင်းတမောက်ထရန့်ကပြောကြားခဲ့ပြီးအချိန်မီဖုန်းခွန်နိုင်တယ်လို့ကလန်ကန်ကြောင်တက္ကသိုလ်ကြီးကပြောကြားသွားပါတယ်။နောက်ဆက်အပ်ကြတဲ့အတွက်တို့ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။